မင်္ဂလာပါရှင်ယူနီရှင်းပြပေးမှာကတော့ပြစမရန်တင်ချခန်းနစ်ကနောက်ဆုံးကဆမ်မြက်34မှာရှိတဲ့နံပါတ်5ပဲဖြစ်ပါတယ်ဒီနံပါတ်5ကိုဆမ်မကရှင်းပြထားပြီးသားရှိတယ်ဒါပေမဲ့ကလေးတွေကပေါ့နော်ဒါကိုနားမလည်ဘူးပုံဆွဲပြပေးပါဆိုတော့ねဆမ်မကိုယ်တိုင်ဆွဲထားတဲ့ပုံနဲ့တကွာဒါကိုပြန်ပြီးတော့မှရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမှာပေါ့နော်ဆမ်မတို့နားမလည်စရာအကြောင်းတော့မရှိဘူးဒီတရားလေးကိုခောက်လိုက်တာဗောနော်တချို့ကလေးတွေအဲ့အားလေးကိုနားမလဲကြအောင်ဒီတစ်ဖက်ကောက်ခောက်မယ် ဒီလိုလေးခေါက်မယ်တပည့်သချမ်းကိုခေါက်မယ်ဒါလေးနဲ့ခေါက်မယ်ပြီးတော့ဒီပေါ်ကအချမ်းဒါလေးကိုဖုံးလိုက်အဲ့ဒါဆိုလို့ရှိရင်ဒါကမဖြစ်သွားပြီလေဆိုတော့တောက်မဲ့ Instagram တုံးတစ်ခုဖြစ်သွားပြီအဲ့လိုဖြစ်သွားတဲ့အခါမှာသူ့ရဲ့ဒုတယ်ကိုရှာမယ်ဒုတယ်ကိုရှာဖို့အတွက်ဆိုရင်အလျားသိမယ်အနံသိမယ်အမြင့်သိရမယ်အဲ့ဒါဆိုတော့ဆရာမတို့အလျားအနံအမြင့်ကိုကောက်လိုက်တာပေါ့နော်ဒါဆိုရင်ဆရာမဆွဲထားတဲ့ပုံကလေးကိုတစ်ချက်ကြည့်အောင် ။ဟောမေဒါက10စင်တီမီတာအကွက်ကလေးတွေဆံမှာဆွဲထားတယ်။10စင်တီမီတာအပွက်ကလေးတွေနဲ့ဒီမှာသူဆွဲထားတဲ့အတိုင်းစောက်ထဲကအတိုင်းပုံလေးတစ်ပုံဆွဲထားတယ်ဒါကိုဆရာမဖြတ်လိုက်တော့မယ်ဒီမလိုအပ်တဲ့အပိုင်းတွေအကုန်လုံးကိုဖြတ်ပြီးတော့မှမှသူ့ကိုခောက်လိုက်မယ်ခောက်လိုက်လို့ရှိရင်သူကဒေါမန်စတုဂန်အုံပုံစံရသွားပြီရသွားလို့ရှိရင်ဆရာမတို့အဲ့ဒီကနေအလျားရဲ့အနှံ့ရဲ့အမြင့်ရဲ့ကိုရှာမယ်ရှာပြီးလို့ရှိရင်တွက်လိုက်မယ်ဟုတ်ပြီနော်ဒါကိုဆရာမအရင်ဖြတ်လိုက်အောင်မယ်ဟုတ်ပြီတော့ဆရာမတို့ဒီမှာ ဒီတရားနေပြီးတော့ဆီမဖြတ်ထုတ်လိုက်ပြီးချင်လေလေဖြတ်ထုတ်လိုက်ပြီးဟုတ်ပြီနော်။ဒါဆိုရင်ဆီမတို့တိထားရမှာကဘာလဲဆိုတော့ဆီမတို့ခောက်မယ်နော်။ဟုတ်တဲ့ခါမှာဒီလိုခောက်လိုက်လို့ရှိရင်ကလေးတို့က2စင်တီမီတာတွေကိုမမြင်ရမှာဆိုလို့ဆရာမဒီလိုလုပ်ပြီးတော့ခောက်လိုက်မယ်။စင်တီမီတာတွေဒီလိုခောက်လိုက်လို့ရှိရင်ဘယ်လောက်စင်တီမီတာလဲဆိုတော့တစ်ခါတည်းကြည့်သွားအောင်လို့ဟုတ်ပြီနော်။အဲ့တော့သူ့ရဲ့ခောက်ရာအတိုင်းနဲ့ဆရာမကအရာပေးလိုက်မယ်။သူကအဆက်အဆက်ကလေးတွေနဲ့လုပ်ပေးထားတာဒီဒီနေရာကိုခောက်ပေးပါလို့ပြောထားတာဟုတ်ပြီနော်။အဲ့တော့ဒီလိုလေးခောက်လိုက်မယ်။ ဲ့တော့ဒီလိုလေးခေါက်လိုက်နောက်တစ်ခုကဒါလေးကဒီအဆက်ကလေးရှိရဲ့နေရာနေပြီးတော့မှဒီလိုလေးခေါက်လိုက်ဟုတ်ပြီဒါပဲနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆီမှာတို့ခေါက်ပြီဒီလိုလေးခေါက်လိုက်ခေရရသွားပြီဒါပါရသွားပြီလဲဆိုတော့ဘူးလေးတစ်ဘူးရသွားပြီပေါ့နော်ဒေါမန်စတူကင်ဒုံကလေးတစ်ဒုံရသွားပြီအဲ့တော့ဒီအတုံးမှာပေါ့ကြည့်လိုက်ပါ ဒီအတုံးမှာဆိုလို့ရှိရင်ဒါကအလျာပေါ့နော်ဒါကောင်းကောင်းလေးတော့မရတော့ဖြစ်သွားတယ်ဆင်ပြေပါတယ်ကြည့်ကြည့်လို့ရရင်ရပြီနော်အဲ့တော့ဒါလေးကိုကော့လေးနဲ့ဖြစ်ဖြစ်ကတ်လိုက်လို့ရှိရင်တော့ရသွားမယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာဒါကအလျာအလျာဒီဘယ်လောက်ရှိတယ်လဲဆိုတော့ဒါဒီ10စင်တီမီတာဆွဲထားတာဆိုတော့အလျာက10 2 3 4 5 5စင်တီမီတာရှိတယ်အဲ့တော့ကလေးတို့တစ်ခါရဲမှတ်မယ်အလျာက5စင်တီမီတာရှိတယ် အဲ့ဆိုရင်သူ့ကိုပေးထားချက်တွေရေးပါလို့ပြောလို့ရှိရင်တော့အလျား5စင်တီမီတာအနံကိုကြည့်မယ်အဲ့တော့တချို့ကလေးတွေကအနံကဘယ်ဟာလဲဆိုတာမျိုးတွေဖြစ်တတ်ကြတယ်အဲ့တော့ဒါကအလျားဒါလေးရအမြင့်ဟုတ်ပြီနော်ဒါလေးရအမြင့်အဲ့တော့ချက်ကလေးပြန်ကြည့်မယ်အဲ့တော့ဒီဟာကအမြင့်ကဘယ်လောက်ရှိလဲဆိုတော့1စင်တီမီတာ1စင်တီမီတာဆိုတော့2စင်တီမီတာရှိရဲအဲ့တော့အမြင့်ကိုရေးလိုက်မယ်အမြင့်က2စင်တီမီတာဒါကအလျား အလျားဒီ50မီတာရှိတယ်။အနှံကကြတော့ဒါအလျားဆိုလို့ရှိရင်ဒါလေးကအနှံ။ဒီဘက်တစ်ချမ်းလေးကအနှံနော်။အနှံကကြတော့50မီတာရှိတယ်။ဒီအနှံ3 4ဒါဆိုတော့အနှံက50မီတာခလေးတော့အချင်းလိုက်ရေးပါနော်။အလျား4 cm ဆိုရရသွားပြီ။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ဒါဆင်မလို့ဘူးလေးတစ်ခုရသွားတယ်။သူ့ရဲ့အလျားက5 cm ။အနှံဒီ4 cm နဲ့အမြင့်က2 cm ရှိတယ်။ဒါမှမဟုတ်သူကဒုံကလေး။ ူကလေးတပူပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်လည်းတော့သိပြီဆိုရင်ရပြီအလျားအမြအနံအမြအမြင့်ဆိုပြီးရှာလိုက်တော့ကိုယ့်ရဲ့ဘိုလိုဂျင်နဲ့ဒေါမန့်စတူဂန်တုံးရဲ့ဒုတဲ့လေးကိုရသွားမယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ဒါဟောဆက်ပြီးတော့ဆင်မတွက်ပြပြီးဘူးလို့မယ်လို့တော့မထင်ပါဘူးဒီပုံလေးကြီးရဲ့အလျားအနံအမြင့်ကောက်တာလေးကိုကလေးတို့ရသွားပြီဆိုလို့ရှိရင်ဆင်မတို့နောက်ထပ်ဘာမှဒီတွက်ပြဖို့မလိုဘူးလို့ဆင်မထင်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အဲဒီသင်ငန်းစာကိုဒီမှာပဲရက်ပါမယ် နောက်မကြည့်ရရှင်လည်းဆ iam မအောင်မေးလို့ရပါတယ်ဆ iam မတက်နိုင်တဲ့လောက်ဒီကိုမကြည့်ရရှင်လည်းလေ့လာပြီးတော့မှ ပြန်ဖြည့်ပြီးမှဖြစ်ပါတယ်ခုလိုအဆုံးထိနားထောင်ပြီးတဲ့အတွက်ယေရှုများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာထပ်ပြီးတော့ပြေးပါအောင်မယ်